အားလုံးပဲမင်္ဂလာပါအာစီတုတ္တဆုံယတ္တဆုံ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆ iam မကျူးရဲ့တာတော့ဒီလဲမောင်စကားဝိတ္ထုကို အပိုင်း27အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်တာတော့ဒီလဲမောင်စကားအပိုင်း27အပိုင်းလေးအခန်း1နေ့စွဲ 15ရက်တလ1988တောက်ကြချစ်တော်တင်တင်စော ကိုတတိယစွာစာရေးလိုက်ပါတယ်ဇန်နဝါရီလ6ရက်နေ့မနက်အမြန်ရထားနဲ့မန္တလေးကိုသွားခဲ့တယ်ကိုမင်းကပြန်ရောက်ခဲ့တယ်မင်းစိုးရင်တလို့ဝက်ဆိုက်မှာဗမိန်မမှမရှိပါဘူးစိတ်မပူပါနဲ့ဟန်နီကင်းတားမှတပါအချာပဲကိုမှကိုတို့သွားခွင့်မရှိပါဘူးရုံးပေးရလည်းမရှိဘူးမနက်6နာရီကနေ ညနေ9နာရီခွဲအထိပင်မန်းစွာအလုပ်ဝင်ရပါတယ်။အားလက်ချိန်တွေမှာ ကိုဘလို့အချိန်ဖြုံးတယ်လဲမင်းတိချင်လိမ့်မယ်ထင်တယ်။ကိုနဲ့အတူကင်နွန်ကင်မရာတစ်လုံးပါလာခဲ့တယ်။တစ်တော်တွေကရှုခင်းတွေကိုလက်ပုံတွေရိုက်ခဲ့တယ်။မင်းယုံရဲ့လား။မင်းရန်ကုန်ကိုရောက်တဲ့အခါအဲ့ဓာတွေကိုကိုပြနိုင်ပါတယ်။ဦးပြီးရင်ပေါ့။မင်းမရှိတဲ့ညနေခင်းတွေဟာကို အတွက်၆တွေ့တဲ့ရွက်ကြွေတော်လိုပဲဖြစ်တယ်။ ကိုနှစ်သက်လို့မကြာခဏနားထောင်လေးရှိတဲ့ BG's ရဲ့ How deep is your love တချင်းဟာမင်းကိုကိုတတိယဖို့ဖန်တီးပေးနေတယ်။ဒီတချင်းကိုမင်းတတိယလိမ့်မယ်လို့ကိုထင်တယ်။ "तू မတတိယပါသည်"ထိုတချင်းမှာဒုတိယအကျင့်သူ့တိုက်ခန်းသူ့လိုက်သွားစဉ်သူကပထမဆုံးအကျင့်စော့ကိုနန်းတုံးကဖွင့်ထားသောတချင်းဖြစ်သည်။တချင်းသေးသောကလေးမှာငင့်ငင့်ကလေး ညင်သာစွာစီးဆဲနေသောစမ်းရည်စည်းတံကလေးလိုနားထောင်နေရသလိုခြုံမြလွမ်းဆွဖွယ်ရာဖြစ်သည်တချင်းဆို အလွန်မြန်သော BG's အဖွဲ့သည်ဤတချင်းကိုတော့တင်တင်သောစိတ်နှစ်သက်ယုံလောက်ခက်လေးလေးစွဲငင်တီဆိုသွားသည်တချို့စာသားများကိုဘလို့မှလိုက်၍နားမထောင်တတ်တော်လဲနားလည်လိုက်သည်အတိတ်ပဲအ ਨੇ ချင်းမှလှပသည်ຫນွေလေညင်းကလေးတွေနဲ့အတူမင်းရောက်လာပြန်ပြီး မင်းအချစ်နဲ့ကိုနှွေးထွေးပြရစီနောက်ပြီးမင်းချစ်တယ်ဆိုတဲ့ကိုကိုထားခဲ့ပြီးညင်သာစွာထွက်ခွာသွားပြန်ပြီမင်းချစ်တယ်မင်းလိုချင်တယ်ဆိုတဲ့ကိုပါကွယ်မင်းအချစ်ဟာဘလောက်လေးနဲ့တလဲဆိုတာငါစမ်းစစ်ဖို့ကောင်းတာပေါ့မင်းအချစ်ဟာဘလောက်အထိလေးနဲ့တလဲကိုနှလုံးသားတကားကိုတွန်းဖွင့်ဖို့မင်းတိပါတယ်မင်းဟာကိုဘဝကျမဆိုးကြီးတဲ့က အလင်းရောင်လေးပါမင်းဟာ ကိုဘဝရဲ့ကယ်တင်ရှင် ကိုမင်းကိုဘလောက်အထိယူရတယ်ဆိုတာမင်းမသိဘူးထင်ပါရဲ့ကိုကင်းတားမှာရှိတုန်းကတညမှာမင်းကိုအိမ်မက်မှတ်ခဲ့တယ်32လမ်းတိုက်ခန်းရှိလေကအပေါ်ဆုံးအထက်မှာမင်းထိုင်ဆောင်နေခဲ့တယ်ကိုအိယာကနှိုးလာတဲ့အခါမင်းကို အမှတ်ရသွားခဲ့တယ်ကို့အခန်းကိုမင်းရောက်နေမလားလို့တောင် ိုထင်သွားခဲ့တယ်။ဒါပေမဲ့ကိုခီးထွက်မဲ့ကိစ္စကိုမင်းသိနေတာပဲ။အဲ့ဒီအချက်ကြောင့်ကိုစိတ်သက်သာရာရသွားခဲ့တယ်။အခုတော့ကိုမင်းကိုတော့အပေါ်တဆုံးပေးထားမယ်လို့ဆုံးဖြတ်လိုက်တယ်။ကိုယုံအပြန်မှာကိုကိုချစ်ချင်းမတွေ့ရရင်မင်းမောပန်းသွားမှာကိုကိုစိုးရိမ်ပါတယ်။နောက်ပြီးကိုလာမဲလာစမ်းမှာပြင်သစ်စကားပြောတင်နန်းတက်ဖို့ဆုံးဖြတ်ထားခဲ့တယ်။ ကိုယုံကအပြန်အခန်းကိုတိုက်တိုက်မလာတော့ဘူးပြင်တစ်တန်ယုံကို ပထမသွားမယ်အတန်းပြီးမှ အခန်းကိုပြန်လာမယ်မင်းမှတော့ရှိရင်အခန်းထဲမှာခဏနေရင်ကို့အပြန်ကိုစောင့်နိုင်လိမ့်မယ်ဖျားရီရေနံချောင်းကို သူတစ်ကြိမ်တစ်ခါလောက်လာတွေ့နိုင်ဖို့တော့လုံးဝစိတ်ကူးပုံမရပါလားဒီလောက်အခြေအနေဆိုရင်ကိုကိုကိုတံမိုးဖြတ်တတ်ဖို့ကောင်းနေပြီမိစောအင်းတကယ်တမ်း ဒေါက်တာတင်တင်စောရဲ့တန်ဖိုးအမှန်ကဘလောက်ပါလဲ။သူမလှုပ်ခနဲ့ရင်နာစွာတွေးရင်ချက်သွေးပြန်းကမျက်စိခဏမှိတ်ထားလိုက်မိသည်။ဒါပေမဲ့တင်နှန်းကတပတ်မှနှစ်ကြိမ်ပဲရှိပါတယ်။မင်းလာတဲ့အချိန်မှာကံကောင်းထောက်မစွာတင်နှန်းမရှိတဲ့ရက်လည်းဖြစ်နိုင်ပါတယ်။အခုကိုညက်နေခင်းတွေမှာရံပန်ရံကားမှအပြင်ထွက်တော့တယ်။မင်းလာတတ်တဲ့အချိန်တွေမှာကိုအခန်းထဲမှာအမြဲနေပါရှိနေပါတယ်။ မင်းဘတော့ရန်ကုန်ကိုလာဖြစ်မယ်ဆိုတာကိုကိုတီးခွင့်ပေးပါတေချာရာတခုကတော့ PSC လက်ထောက်ဆရာဝန်ယာတူးအတွက်စာမွေးဝဲဖြေဖို့ရန်ကုန်ကိုတိတ်မကြခင်လာရလိမ့်မယ်အဲ့ဒီရက်ကိုသတိရခြင်းများနဲ့အတူမျှော်လင့်နေပါတယ်ကြည်စံငါဒီတနှစ်ကိုမန်းလေးမှာဖြေဖို့ဘာဖြစ်လို့စည်ရင်မတင်မိပါလဲတကယ်ဆိုသူနဲ့ဝေဝေးပြေးမှ ဖြစ်တော့မယ်ဆိုတာငါကြိုတင် သိခဲ့ဖို့ကောင်းတယ် ငါသူ့ကိုတိတ်ဆွဲလန်းနေမိပြီကိုစိတ် ကိုထိမ့်ချုပ်ရန်အလွန်ခက်ခဲပင်ပန်းကြောင်ယခုတော့သူမတိပေပြီမင်းမကြိုက်တဲ့ကို့အိယာခင်အစင်းရောင်ကိုဒီနေ့ပဲပြောင်းလိုက်တယ်မင်းနှစ်သက်တဲ့မိုးပြာရောင်အိယာခင်စကိုကို့အသုံးပြုလိုက်တယ်ဟန်နီမင်းဟာအလွန်အံ့ဩဖို့ကောင်းတဲ့မင်းကလေးတစ်ယောက်ပဲဒီကမ္ဘာလောကမှာစိတ်ကူးတက်တဲ့အရာတွေရှိနေသေးကြောင်းမင်းနဲ့တွေ့ပြီးမှ ကိုသတိထားမိလာခဲ့တယ်။မင်းယုံမယ်ဆိုရင်မင်းနဲ့ခွဲခွာနေတဲ့ကာလများအတွင်းဘယ်မိမမှကိုအနီးမှာမရှိစေချင်ဘူးဆိုတာပြောပြချင်ပါတယ်။ကိုတခုဝန်ခံစရာရှိတာကကိုရမကအနေငယ်တော့တောက်ချင်ပါတယ်။အခုကိုအနီးမှာ ရှိနေတာကတော့ export ပြရပဲ။ဟွန်းမယုံပါဘူး။ဒီတစ်ခေါက်ဇော်သူ့မီးဘိုးထဲမှာဟင်းကူချက်ရင် တွေ့ခဲ့မိတာကတော့ ဂျွန်နီဝေါ်ကာပလင်းခွန်ကြီးပါကိုစီးကရက်မတောက်တတ်တာမင်းသိသားပဲမဟုတ်လားအပြော့စားရမကာလောက်ကိုတော့မင်းခွင့်ပြုလိုက်မယ်လို့ကိုထင်ပါတယ်အလကား तू မခွင့်မပြုလဲ तू တောက်မှာပါပဲတက်တက်ပလီပလာလှုပ်တာ तू မအနေငယ်ပြုံးလိုက်မိသေးသည်ကိုစီကိုစားပြန်မယ်ဆိုရင်20ရက်ကျော်မှစားပြန်ပါကိုလာမဲ့ပုတ်တဟူးနဲ့20ရက်တလ 1988မှာဝကန်းကိုသွားရလိမ့်မယ်။ကိုရိုကုမ္ပဏီကသက်ဆိုင်ရာဂျပန်အမျိုးသား20ယောက်ကိုကိုလမ်းညွန်လိုက်ပို့ရမယ်လို့အိုးထင်တယ်။အနမ်းများဖြင့်မင်းရဲ့နိုဝယ်ကြည်စံဘလောက်အံ့ဩဖို့ကောင်းလိုက်တဲ့အနန္တလဲဆိုတာဂျပန်ကုမ္ပဏီတွင်သူ အလုပ်လုပ်နေသည်မှာကြာပြီးပထမတွင်မီဆူအီကုမ္ပဏီနောက်တွင်ထိုကုမ္ပဏီ၏လက်အောက်ရှိအသစ်ဖွင့်သော ရမကာကုမ္ပဏီထိုနေရာများတွင်ကြာမြင့်စွာအလုပ်လုပ်ကိုင်နေပါလျက်ဂျပန်စကားမပြောတတ်ချေဂျပန်စကားပြောသင်တန်းတက်ရန်လဲစိတ်မကူးချေယခုပင်လျင်သူပြင်သစ်စကားပြောသင်တန်းတက်တော်မီသိလွင်ဖြူဖွေးသောကျွေဆက်ကူစာရွက်ရှိဤထိပ်ပိုင်းတွင်ရမကာလက်စစ်တိဆောက်၍ကုမ္ပဏီလီမစ်တက်ဟုသူမအတိတ်ပဲပြန်တက်သောအင်္ဂလိပ်စက်လုံးများခက်ရေးရေးပုံနှိပ်ထားသည့်စာရေးဆက်ကူကိုသူသုံးပါသည် သူသည်မင်းအနက်ရောင်တမျိုးတည်းကိုသာစွဲမြဲစွာသုံးတက်၏လွန်ခဲ့သောနှစ်ပေါင်း၁၂နှစ်ကျော်ကသူမစီရေးခဲ့သောစာတွင်လည်းမင်းအနက်ရောင်သုံးထားသည် ထိုစာအပိုင်းအပြဲကလေးကိုယခုစာများနှင့်အတူ သူမစုသိမ်းထားခဲ့ပါသည်သူက၂၀ရက်ကျော်မှစာရေးပါဆိုတော့လေသူစာရောက်လာတော့၂၀ရက်နေ့ဗုဒ္ဓဟူးနေ့တွင် ဖြစ်သည်ထို့ကြောင့်သူမ၂၁ရက်တလ1988နေ့စွဲဖြင့် န္ဒထံစာပြန်လိုက်ပါသည်နန္ဒရေနိစာကိုမနေ့ကရတယ်ငါစာနိစီရောက်တဲ့ရက်ဆိုရင်တော့ဒီပကံကနေပြန်ရောက်တော့ပြီလို့ထင်တယ်လေငါအခု လူနာနဲ့နဲ့ရှုပ်နေတယ်ဒါပေမဲ့ငါအားလက်တဲ့ရက်မှစာရေးရင်နေမရှိတဲ့ရက်ဖြစ်နေမှာစိုးလို့တေချာတဲ့ရက်မှာစာပြန်လိုက်တာပါငါတို့ PSC စာမေးပွဲက February 29ရက်နဲ့28ရက်တွေမှာဖြေရမယ် အဲ့ဒီရက်မှာနေရန်ကုန်မှာမရှိရင်ကြိုပြောထားအောင်နော်ဒါပေမဲ့ဒီတစ်ခါဆိုရင်တော့ BED ကိုငါကျွမ်းကျင်သွားပါပြီဟာဒီတစ်ခေါက်ငင်ပေးလိုက်တဲ့စာအုပ်တွေတအုံးမှမဖတ်ရသေးဘူးဤတစ်ခေါက်သူပေးလိုက်သောစာအုပ်များတွင်ဇော် Harrison Ford ကြိုက်မှန်သူသိသောကြောင့် Harrison Ford နှင့်ရုပ်ရှင်ရိုက်လျက်ရှိသောဝိတ္ထုစာအုပ်တအုပ်ပါဝင်သည်ပေါ်သူရေးသောချင်ကန်းချေစာအုပ်ဖြစ်လေသည် စာအုပ်ဤမျက်နှာဖုံးမှာဂိုင်းသေးသေးမြင်မြင်နဲ့မျက်မှောင်ဝိုင်းကလေးတက်ထားသော Harrison Ford ဤမျက်နှာပိုင်းအပြည့်တက်ပုံနှင့်ဖြစ်သည်ဇော်ဝိတုများသည် Virginia Woolf ဤစာများနှင့်ဆင်သည် Junius Park ဤစာများနှင့်လည်းဆင်သည်ဟု ပြောပြီးနောက် Junius Park ရေးသော Robinson Wittu Virginia Woolf ဤ Orlando စာအုပ်မီးပြတိုက်သို့စာအုပ်များကိုလည်းဖတ်ရန်ပေးလိုက်သည်။ဇော်သည် အသက်29နှစ်အရွယ်သည့် ဖျားစုမိုးကျိုးပြေဗာဂျီးနီးယားဟုကိုနာမည်သာကြားဖူးလျက်မြူနီယက်စ်ပတ်ကိုတော့ကြားပင်မကြားဖူးချေလီဇမ်းမောင်နင့်အခုလုပ်နေတဲ့ကုမ္ပဏီမှာနင့်ရာဒူကဘာလဲဘာဖြစ်လို့ဟိုခီးသွာဒီခီးသွာဖြစ်နေရတာလဲကောင်းတော့ကောင်းပါတယ်ဟာယထားဆိုလဲအထက်တန်းတွဲရစီးရမှာနောက်ပြီးပကန်းဆိုရင်ငါထင်နေညောင်ဦးကိုလေရင်နဲ့တွားရတာဖြစ်လိမ့်မယ် အထက်တန်းကြကြလဲသွားရမယ်ခရီးစိတ်လဲရမယ်အိုကေးပဲငါလဲအဲ့ဒီလိုယာတူမျိုးလိုချင်လိုက်တာဂျပန်ကုမ္ပဏီမှာလုပ်လို့ဂျပန်တွေကိုချစ်သလားလို့ငါမေးခဲ့ဘူးပါတယ်အခုနင်ကပြင်သစ်စကားပြောတင်နန်းတက်မယ်ဆိုတော့ငါမေးကျင်သေးတယ်နင်ပြင်သစ်ကိုစိတ်ဝင်စားလို့လားငါဖေဖော်ဝါရီ25ရက်နေ့ရန်ကုန်ကိုကြံတိုင်းအောင်ကားနဲ့လာခဲ့မယ်26ရက်နေ့6ထက်ရုံမှာကတ်ထုတ်မယ် ရန်ကုန်မှာကင်းတားမှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံစွာပျော်ရွှင်ပါစေချစ်ခင်စွာဖြင့်တင်တင်စောနန္ဒထံမှာပြန်စားမျှော်နေချိန်တွင်မမျှော်လင့်ပဲကြံတိုင်းအောင်ကားမတစ်စင် ချောထုတ်တထုတ်ရောက်လာခဲ့သည်ဝီလက်မြေဆက်ကူဖြင့်တည့်ရက်စွာထုတ်ထားသော စာအုပ်ထုတ်ဖြစ်သည်ဆက်ကူထုတ်ပေါ်တွင် သူမနံမီနှင့် နေရက်လိပ်စာအပြည့်အစုံကို ယခုတော့သိပြီမို့မင်းအနှက်ဖြင့်ပင်မြမလိုရေးထား၏ နှစ်ပေါင်း12နှစ်အတွင်းနနအီမြန်မာလေးကိုယခုတကြိမ်သာပြန်မြင်ဖူးခြင်းဖြစ်ပါသည်သူ့မြန်မာလေးမှာ အင်္ဂလိပ်လေးထက်တော့ပြီးအသက်အပြည့်များရှည်လျက်တိတ်မလှပါပိုတော့ငါထပ်ပင်ပိုညံ့သွားသလိုစိတ်ထဲမှာထင်မိသည်စကူထုတ်ကိုဖွင့်ကြည့်တော့အထဲမှာ စာအုပ်နှစ်အုပ်နဲ့စာတစောင်တံမှုပြပြတိတ်တိတ်ကလေးတစ်ခုကို တွေ့ရသည်စာအုပ်တအုပ်ဤကြီးမြတ်သောရုရှားဝိထုလက်များ Great Russian Short Novels ဖြစ်သည်ကျွေဆက်ကူကတ်တူပုံအနောက်အပေါ်နားတွင်ကြက်ရုပ်ကလေးနှင့်ဒစိအပြံအောက်မှာဘင်တန်ကန်နဝင်ဟုအင်္ဂလိပ်စာလုံးတေးသေးကလေးရိုက်ထားသည်ထိုဝိတုလက်များစာအုပ်ဖုံးတွင် စာရေးဆရာနာမည်ကို အပြာရောင်စလုံးဖြင့်ဝိတုနာမည်ကိုအနက်ရောင်စလုံးဖြင့်တဒန်းစီရိုက်နှိပ်ပေါ်ပြထားပါသည်ဒါဂျန်နက်ဤပထမဆုံးအချက် first love ဒိုစတိုရက်စကီဤထာဝရလင်းယောက်ျား Eternal Husband So see need sin e Crazy Tough ka Buddha Yoma a phit a pye The Incident at the Crazy Tough ka Station Tolstoy e Ivan Illich e Atuba The Dead of Ivan Illich Chekhov e Luna song a mat cha what sit to phit par di Now to ma Tho sa au e taw wet ni ba da shi bi Zo se chang tu bwa dong ga phat phu bi phit di Phe myet myama pyan daw Chekhov e လူနာဆောင်အမှတ်6ဖြစ်သည်တံပူးပြားကလေးမှာဟိုရှိရှိတုန်းကရင်မွေးပလင်းတေးတေးကလေးများထဲ့သောဘူးအနီရောင်ကလေးဖြစ်၏ဘူးအဖုံးပေါ်မှာအမျိုးသမီးတဦးရှိတွင်ဒူးထောင်နေသော အနက်ဝစ်ဆုံးဝေးယောက်ျားတစ်ယောက်ဤပုံ ရေးထားသည်ထိုဘူးထဲမှာတွေ့ရသည်မှာတော့သုံးချောင်းဖြစ်၏တော့သုံးချောင်းတွဲထားသည်တော့တွဲတွင်စပိတ်ဖဲချက်ပုံ ကနုကမာပြားကလေးပါဝင်သည်တော့သုံးချောင်းအနက်ပထမတော့မှာတတ်ထူရောင်ခက်ကြီးကြီးဖြစ်သည် တန်ဆွဲတကားရှိတော့ကလောက်မှတော့ဖြစ်လိမ့်မည်။နောက်နှစ်ချောင်းမှာရိုက်ရဲတော့ဂျေးဝါရောင်ကြီးများဖြစ်သည်။တိုက်ခန်းအဝင်ပြင်ချက်တကားတော့နင်းသူ့အခန်းတကားတော့ဖြစ်နိုင်သည်။တော့တွဲများကိုလက်ကကင်ပြဲသူမမလုံမလဲရှက်သွေးပြန်းရင်အတတ်မထွက်အောင်ရေမောမိတော့သည်။ချစ်တော့တင်တင်စောကိုဖေဖွာရီတလလုံးကင်းတားကိုမသွားဘူး။ရန်ကုန်မှာရှိနေမယ်။25ရက်နေ့လာမယ်လို့မင်းပြောခဲ့တယ်။ ဒါပေမဲ့ကိုကမင်းကို24ရက်နေလာစီခြင်းနဲ့လက်မှတ်ကိုနှစ်ပြောင်းလဲဖို့အချိန်ရလိမ့်မယ်လို့ကိုထင်ပါတယ်။25ရက်နေ့မနက်9နာရီခွဲအထိကိုကုံစည်တန်းလမ်းမှာစောင့်နေမယ်။9နာရီခွဲရင်တော့အဲ့ဒီနားကတက္ကစီနဲ့ကိုရုံးကိုသွားရလိမ့်မယ်။ကိုကိုမတွေ့ရင်ကိုအခန်းကိုတော့ဖွင့်ပြီးနေထိုင်နေမှာ။ break တိုင်းမှာအခန်းကိုရုံးကနေကိုဖုန်းဆက်သွယ်ပါမယ်။ မင်းရောက်မရောက်တေချာခြင်းလို့ပါဒါပေမဲ့အခုတပတ်အတွင်းဟီနိုကားတွေရန်ကုန်ကိုစောပြီးရောက်လေရှိတယ်မင်းရန်ကုန်ကိုလာမယ့်အကြောင်းဖြိုးကျော်စီစာရေးအတိပေးလိုက်မယ်လို့ကိုထင်တယ်သူ့ကိုမင်း24ရက်နေ့ညနေမှာထွက်ခွာလာမယ့်အကြောင်းမပြောပြစေချင်ဘူးဖရားရေလက်ဆက်သက်တော့သူငါကိုနောက်ထပ်ပြစ်မှုတစ်ခု ကျူးလွန်ခိုင်းနေတာပါပဲလားကိုမနီမှာကိုရဲ့ယာတူးက USN officer လို့ခေါ်ပါတယ်။မင်းကြားပူလိမ့်မယ်လို့မထင်ဘူး။အတွင်းရေးမှုမဟုတ်ဘူး။လမ်းညွန်သူလမ်းပြ မဟုတ်ဘူး။စကန်ပြန်မဟုတ်ဘူး။ USN officer ရဲ့အတိတ်ပဲကိုမင်းအပိတံမှာရှာကြည့်နိုင်ပါတယ်။ကိုယ့်ရဲ့လက်ခောက်ကိုရောမင်းစိတ်ဝင်စားသလား။တလောက်ကိုမြန်မာငွေ800ကျပ်ခရီးထွက်ရတဲ့အခါတိုင်းခရီးစိတ်အဖြစ် အပိုငွေတစ်ရက်ကိုမြန်မာငွေ100ကျပ်ရတယ်။ ခရီးတစ်ခေါက်ကိုနှစ်ပတ်လောက်ကြာတတ်တယ်။သူမစိတ်တွက်အတွက်ကြည့်သည်တလကိုပုံသေးလစား800ကျပ်ခရီးစရိတ်ကတစ်နှစ်100ကျပ်14ရက်ဆိုတော့1400ကျပ်အလုံးပေါင်း2200ကျပ်ဘယ်ဆိုးလို့လဲသူမတို့တာမန်ဆရာဝန်တူဦးဤဝင်ဝင်နီးပါရှိနေတာပဲဆရာဝန်တွေကမှအကျွေးကြသေးဤသူ့ဂျပန်ကုမ္ပဏီကတော့သူ့အပေါ်အကျွေးထားမိပုံမပေါ်ပါ ဆရာဝန်တယောက်ရဲ့တလဝင်ငွေထက်ဘလူနီးနဲ့မှမများနိုင်ပါဘူး။သူ့စာကြောင်းကိုဖတ်ပြီးသူမအတန်ထွက်အောင်ရေမောမိသည်။သူမအနေဖြင့်တာမန်ဆရာဝန်တယောက်ဤဝင်ငွေမျိုးရသည်မှာမကြသည်။ယခင်က သူမစေခန်းဝင်ငွေကိုပြောပြလျင် သူအတော်အံ့ဩသွားနိုင်သည်။အနားမှာရှိသည့် Lanna Stationery ကိုလှမ်းကြည့်မိတော့ USN Officer ဤအတိတ်ပဲမှာစစ်တပ်တစ်ခုအတွင်အစိတ်အပိုင်းနှစ်ခုသို့မဟုတ် စစ်တပ်တစ်ခုနှင့်တစ်ခုအကြားထိတွေ့ဆက်သွယ်ပေးရသူဟုဖတ်ရသည်ဝင်းစာကွင်းပိတ်ထဲတွင် အထူးသဖြင့်မဟာမိတ်နိုင်ငံအချင်းချင်းတိုက်ခိုက်နေချိန်တွင်ဆိုလာထပ်ဖြည့်ထားသေး၏သူမနားမလဲပါတင်းတင်းသောတော်တော်ညံ့မှန်ယခုမှသဘောပေါက်သွားတော့၏ပြင်းတစ်ကိုစိတ်ဝင်စားသလားဆိုတဲ့မင်းရဲ့မိကုံးကို yes လို့ဖြေပြရစေကိုနပိုလီယံကိုစိတ်ဝင်စားတယ်ပြင်းတစ်တော်လန်ရေးကိုစိတ်ဝင်စားတယ် ပြင်သစ်အမှုပညာကိုလည်းစိတ်ဝင်စားတယ်။ပြင်သစ်စာရေးဆရာများ၊ပကြီးဆရာများကိုလည်းနားလည်ခံစားလို့ရကျင်ပါတယ်။ပေါ်ကိုကင်ကိုမင်းတည်တယ်။သူကပြောတယ်။အမှုပညာတစ်ခုကို ချင်းကတ်တော့မဲဆိုရင်ပြင်သစ်စကားကိုနားလည်တက်ကြွဖို့လိုအပ်တယ်တဲ့။ကဘာပေါ်မှာအမှုပညာအားလုံးစုဝေးရအရက်ဟာပါရီပဲဖြစ်တယ်တဲ့။ကို့အခြေအနေအရပြင်သစ်နိုင်ငံကိုမရောက်နိုင်သေးဘူး။ ါပေမဲ့ပြင်သစ်စကားကိုတော့ပြင်သစ်တယောက်လိုပြောတတ်ခြင်းနဲ့ပြင်သစ်စကားကိုမင်းနားထောင်ဘူးလားသူတို့အတန်ထွက်တွေကတိတ်လာတယ်တခါနားထောင်ဘူးရင်မင်းစိတ်ဝင်စားသွားလိမ့်မယ်စာအုပ်တွေကိုဖြည်းဖြည်းဖတ်နိုင်ပါတယ်ပြန်ပေးဖို့မလိုအပ်ပါဘူးမင်းဝတ္ထုတွေမဂ္ဂဇင်းထဲမှာမတွေ့ပြန်ဘူးမင်းဝတ္ထုရေးဖို့စူးစားပါမင်းရဲ့စာရေးဆရာအဖြစ်ကိုကိုချီးမွမ်းပြရစေမင်းဝတ္ထုတွေမှာ ဘာသာစကားသိကောင်းတယ်မင်းမှစွမ်းအားရှိတယ်သူကတဲလန့်ဆိုသောစကားဖြင့်တုံးထားပါသည်မင်းအလုတ်ထဲဝင်ခြင်းလဲလို့ကိုကိုကိုတေချာရဲ့လားအလုတ်ထဲရောက်သွားတဲ့အခါမင်းဒီထက်ပိုးပြီးစာရေးချိန်နေပါသွားလိမ့်မယ်လို့ကိုထင်တယ်24ရက်နေ့ညက်နေကြံနိုင်အောင်ကားနဲ့လာလိမ့်မယ်လို့ကိုမျှော်လင့်နေပါတယ်အနမ်းများဖြင့်မင်းရဲ့နိုဝယ်စာကျွင်းဟန်နီ မင်းရဲ့လက်သေးတွေကိုဖျက်ပစ်ဖို့ကိုအကြံပေးရင်မင်းလိုက်နာမလားသူတို့ကကိုကိုမကြာခဏချစ်မိတယ်အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အပိုင်း21ကိုဒီမှာပဲရက်နာပြစီရှင် နောက်လာမယ့်အပိုင်း22ကိုလည်းဆက်လက်ဆောင်မျောနားဆင်ပေးကြပါအောင်ရှင် နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေတုဒ္ဒယတ္တဆောင်းမတွေကို တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့နော်